။မွန်ပြည်နယ်ရေမြို့နယ်ကျောင်းရွာကျေးရွာအခြေဆိုင်အမှတ်96အခြေမြန်တပ်ရင်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတို့ကိုဖမ်းဆီးရမိခဲ့တယ်လို့ရေဘလူးအဖွဲ့ခေါင်းဆောင်ကတလွင်ထမ်းမှုပြောပါရယ်။ဧပြီလ9ရက်နေ့မနက်6နာရီအချိန်ခန့်မှာခမာရ96တပ်ရင်းမှာခင်းကြားနေချိန်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားပြည်သူ့စစ်မှုထမ်းအပတ်စဉ်လေးတနန်းစဉ်အသက်19နှစ်အရွယ်တပ်သားကျော်စင်ဖြိုးကိုကျောင်းရွာအနီးမှာဖမ်းမိခဲ့တာပါ။ ယူနီဖောင်းတစ်စုံသားပါလာခဲ့ပြီးကျန်တာဘာမှမပါလာသလိုဒေါ်လာရင်းအဖွဲ့တွေနဲ့လည်းချိတ်ဆက်ပြီးထွက်ပြေးလာသူမဟုတ်တာကြောင့်လောလောဆယ်မှာထိမ့်သိမ့်ပြီးစစ်ဆေးနေတယ်လို့ဆိုပါတယ်။ဖန်စီရမိထားတဲ့စစ်ကောင်စီတပ်သားဟာသခိုင်းတိုင်းဒေသကြီးဝန်တုံမြို့နယ်စာတိဖြစ်ပြီးရန်ကုန်မှာအလုံးလုံးနေချိန်စစ်ကောင်စီအဖွဲ့တွေရဲ့စစ်မှုထမ်းတပ်သားစုဆောင်မှုကိုခံလိုက်ရတာဖြစ်ပါတယ်။အဲဒီနောက်ဖောင်ကြီးရှိမင်းကုံစစ်အခြေခံလေ့ကျင့်ရေးကျောင်းမှာစစ်တင်နန်းတက်ခဲ့ရပြီးနောက်ခမရ961တက်ကိုရောက်ရှိလာတာဖြစ်တယ်လို့သိရပါတယ်။ ်ပြီးခဲ့တဲ့မန်ချစတာ၁၄ရက်နေ့ကလည်းရေမြို့နယ်အခြေဆိုင်စာကာခ၁၆ကစစ်ကောင်စီတပ်သား၆ဦးဟာရေဘလူးအဖွဲ့ထံအလဲဝင်လာခဲ့တယ်လို့သိရပါဗျ။